တုံးလာအတွင်းထိုက်စာကိုကောင်းကောင်းလေးတရားရခိုင်တော့ဖတ်တတ်အောင် လေ့လာခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုကိုပြီးအောင်ကြည့်ပေးဖို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတုံးလာအတွင်းထိုက်စာကိုကောင်းကောင်းလေးဖတ်တတ်အောင် အာမခံချက်နဲ့တင်ကြားပေးမှဖြစ်တဲ့အတွက်ကြောင့်ပါ။ဒီဗီဒီယိုရဲ့အပီးမှလည်း promotion နဲ့ပတ်သက်ပြီးတော့ပြောပြစရာလေးတွေရှိတယ်ပေါ့နော်။အရန်ကောင်းတဲ့အခွင့်အရေးပါဒီဗီဒီယိုကိုပြီးတဲ့အထိနားထောင်ပေးပါ။ဟုတ်ပြီနော်။အကေရွေးတင်ကဒီထိုက်စာကိုလေ့လာခြင်းနဲ့ပေါ့နော်။ထိုက်စကားကတော့ ြပြီဒါပေမဲ့ထိုင်းစာလေးလာခြင်းနဲ့တမမဟုတ်ဒီထိုင်းစာရရင်အခွင့်အရေးတွေအများကြီးပိုရလာမယ်ဆိုတာလည်းသိတယ်ထိုင်းစာရရင်ဝင်ငွေလည်းပိုရလာမယ်ဆိုတာလည်းသိတယ်တမမဟုတ်ဒီထိုင်းစာရပြီးမှပဲထိုင်းစကားဆက်လေးလာတဲ့ချိန်ကျရင်လည်းအတန်ထွက်အပိုင်းကိုအများကြီးအထောက်အကူဖြစ်တယ်ဆိုတာလည်းသိတယ်တမမဟုတ်ကိုကဒီထိုင်းစာနဲ့ထိုင်းစကားပဲဟာအရင်လေးလာမှမတိချဘူးဒါပေမဲ့ထိုင်းစာကိုသုံးလလောက်နဲ့အရင်ဖြတ်မယ်ပြီးမှပဲထိုင်းစကားကိုဆက်လေးလာမယ်လို့လည်းတွေးနေတယ်ပေါ့နော်ဒါပေမဲ့ပြက်တနာ ာကထိုက်စာလေးလာတဲ့ချိန်မှာအရန်ခက်တယ်လို့ကြားဖူးတယ်เนาะဒါမှမဟုတ်အရင်တော့ကလေးလာခဲ့တဲ့ချိန်မှာဟိုမရောက်တင်မရောက်ပေါ့เนาะအိမ်မှာပဲလဲနေပြီးတော့အရှိမရောက်ဘူးလို့စဉ်းစားနေတယ်ဒါမှမဟုတ်ထိုက်စာလေးလာဖို့အချိန်အများကြီးပေးရမယ်လို့ကိုကစဉ်းစားပြီးတော့စိတ်ညစ်နေတယ်เนาะဒါမှမဟုတ်ပါပင်ပါလေးလာမှမသိဘူးလမ်းပြောင်းနေတယ်ဆိုပြီးတော့စိတ်ညစ်နေလာပေါ့เนาะတမမမဟုတ်ဒီနားလဲအောင်ရှင်းပြပေးနိုင်မှာလားပေါ့နော်တမမမဟုတ်ဒီထိုက်စာတော့လေးလာချင်တယ်ဒါပေမဲ့အချိန်မရလို့စိတ်ညစ်နေတာလား ပေါ့နော်ပါမစိတ်မပူနဲ့ကျွန်တော်တို့ဒီပြဿနာတွေအားလုံးကိုစိတ်ပူစရာမလိုအောင်ကျွန်တော်တို့စီစဉ်ပေးထားပါတယ်ပေါ့နော်ဒီဗီဒီယိုကိုပြီးတဲ့အထိနားထောင်ပြီးတခြားတာကဒီထိုင်းစာတင်ဒန်းတက်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ပန်းတိုင်ကပါလေဒီထိုင်းစာ ဖတ်တတ်ဖို့တပိမဲ့တေချာလေးစဉ်းစားမယ်ဆိုရင်အတိကကထိုင်းစာဖတ်တတ်ဖို့ဆိုတာကျွန်တော်တို့ဒီထိုင်းစာကောင်းကောင်းလေးဖတ်တတ်ရေးတတ်သွားမယ်ဆိုရင်ရတဲ့အခွင့်အရေးတွေကိုလိုချင်လို့ဒီထိုင်းစာလာတက်တာပေါ့နော်အဲ့တော့ကိုကဒီထိုင်းစာရသွားမယ်ဆိုရင်ပါအခွင့်အရေးတွေရမှာလေနော်ပိုကောင်းတဲ့ခွေ ွင့်ရေးလာပိုကောင်းတဲ့လာစာလာပိုကောင်းတဲ့နေထိုင်မှုလာเนาะဒီဟာဒီကိုရချင်လို့ဒီထိုင်စာတီးတန့်ကိုလာတက်တာပေါ့เนาะအဲ့တော့ကျွန်တော်တို့တင်ညာမှာတချို့လဲမေးလိုက်မယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့3လလောက်ပေးလိုက်မယ်ဆိုရင်အချိန်ပေးလိုက်မယ်ဆိုရင်တကယ်ရောတက်မှာလားပေါ့เนาะအမခန့်ချက်ကိုရှိလာပေါ့เนาะကျွန်တော်တို့စီမှာအမခန့်ချက်ရှိပါတယ်เนาะဒီ3လအတွင်းပေါ့เนาะကျွန်တော်တို့ဒီနေ့တိုင်းအိမ်စာလုပ်တယ်နေ့တိုင်းအိမ်စာပို့တယ်3လပြီးတဲ့အချိန်မှာထိုင်စာကိုကောင်းကောင်းလေးမဖတ်တတ်ဘူးဆိုရင်ကျွန်တော်တို့ ြီးတရားရခိုင်တော့ငွေပြန်အံပေးမှဖြစ်ပါတယ်ပေါ့နော်ဘာမှစိတ်ပူစရာမလိုဘူးကြောင်သားရဲ့တာဝန်ကနေ့တိုင်းအင်စာလုပ်မယ်နေ့တိုင်းအင်စာပို့မယ်တင်တန်းပြီးတဲ့အထိစာတွေကိုရအောင်လုပ်မယ်ဒီတင်တန်းပြီးသွားတဲ့အချိန်မှာမကျေနပ်ဘူးဆိုရင်တော့တေချာပါကျွန်တော်တို့ဖက်ကတရားရခိုင်တော့ငွေပြန်အံပေးမှဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ၃လအတွင်းထိုက်စာကဖက်ကိုဖက်တက်ရမယ် ုတ်ပြီเนาะဒီနေရာမှာကျွန်တော်တို့တက်တည်တည်လည်းအများကြီးရှိတယ်ပေါ့เนาะမကြခင်ဒီအခုမှပြီးသွားတဲ့ចောင်းသားတွေရဲ့ review တွေလည်းကျွန်တော်တို့အများကြီးတင်မင်းမယ်ပေါ့เนาะ review ဆိုတာကចောင်းသားတွေတကယ်စာပိုက်တွေကိုဖတ်ထားတဲ့ review တွေကိုတင်မင်းမှာဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့ဒီ3လဆိုတာကတချို့ចောင်းသားအနေနဲ့ကြာတယ်လို့ထင်တယ်ပေါ့เนาะတချို့ចောင်းသားအနေနဲ့လည်းခဏပဲလို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့တေချာစဉ်းစားမယ်ဆိုရင်တင်နေတာမှခု10လလောက်ရှိနေပြီဟုတ်တယ်เนาะကျွန်တော်တို့3လပဲအချိန်ပေးရမှာ3လဆိုတာကခဏပဲပေါ့เนาะကျွန်တော်တို့ဒီ 3လလောက်အချိန်ပေးလိုက်တာနဲ့ဒီထိုင်းစာကိုကောင်းကောင်းလေးဖတ်သက်သွားပြီး3လလောက်အချိန်ပေးလိုက်တာနဲ့ဒီရလာတဲ့အရေးချင်းကိုကျွန်တော်တို့တက်တက်လုံးအသုံးပြုလို့ရပြီဒီကနေ့ပတ်စံတွေလည်းအများကြီးဆက်ပြီးတော့ရှာလို့ရတယ်ဟုတ်ပြီနော်အဲ့တော့တင်နေရမှာဆရာ3လကဘယ်လိုတင်ပါလဲကျွန်တော်တို့ကိုပြစ်ထားမှာလားဗီဒီယိုတွေတင်ပြီးတော့အကုန်လုံးရော့လေးလာလို့ပြစ်ထားမှာလားပေါ့နော်လုံးဝမဟုတ်ဘူးကျွန်တော်တို့ကဒီဗီဒီယို class ပေါ့နော်ဗီဒီယို class ကပါလို့လေကျောင်းသားတွေလေးလာရတာအဆင်ပြေအောင်ဟုတ်ပြီနော်ကိုအားတဲ့ချင်းအဆင်ပြေတဲ့ချင်းမှာဝင်ပြီးတော့ ်လေ့လာလို့ရအောင်ဗီဒီယို class စီစဉ်ပေးထားတယ်။ဒါပေမဲ့ဗီဒီယို class ဆိုပေမဲ့ကျွန်တော်တို့တရက်ကိုတပုတ်နှုံးပဲဗီဒီယိုတင်ပေးမှာဖြစ်ပါတယ်။တရက်ကိုတပုတ်နှုံးကို Facebook မှာရော Telegram မှာရောတင်ပေးမှာဖြစ်ပါတယ်။ကြောင်းသားတွေအဆင်ပြေတဲ့နေရာမှာဝင်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်။ဒါ့အပြင်ဒီ3လစာအတွက်ကျွန်တော်တို့ဒီ PDF file လည်းပေးမှာဖြစ်ပါတယ်။ဒီ file ကိုကျွန်တော်တို့ download ဆွဲပြီးတော့ကြည့်လဲရတယ်နော်။စိုင်မှာစာအုပ်အနေနဲ့ print သွားထုတ်ပြီးတော့ ြည့်လဲရတယ်ပေါ့เนาะအင်ပြေတဲ့ပုံစံနဲ့လေ့လာပါအဲ့တော့ဒီနေရာမှာဟုတ်ပြီစာလေ့လာပြီးပါဆက်လုံးมาလဲပေါ့เนาะចောင်းသားတွေရဲ့တာဝန်ကပါလောက်มาလဲတရက်စာတရက်တပတ်မှာ6ရက်ပေါ့เนาะဒီတနင်္ဂနွေနေ့ကပိတ်ရက်တပတ်မှာ6ရက်ကျွန်တော်တို့စာလေ့လာမယ်เนาะလေ့လာပြီးသင်ခန်းစာတိုင်းအင်စာရှိပါမယ်ဟုတ်ပြီเนาะအင်စာကိုပို့ရမယ်အတန်ထွက်ကောရေးတာကိုပို့ရမယ်เนาะဒီအင်စာကိုစာစစ်တဲ့ဆရာမကနေတယောက်ချင်းစီကိုအသေးစိတ်စစ်ပေးมาဖြစ်ပါတယ်ပေါ့เนาะဒီစာစစ်တဲ့ဆရာမကလည်းအတွေ့အကြုံရှိပြီးသားเนาะထိုက်ပါ တာစကားကိုကောင်းကောင်းလေးရေးသက်ဖတ်သက်တဲ့ဆရာမကနေတေချာလေးစစ်ပေးมาဖြစ်ပါတယ်ဟုတ်ပြီเนาะတယောက်ချင်းစီကိုအသေးစိတ်စစ်ပေးมาဖြစ်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတန်ထွဲမပြီးမှာเนาะကိုရေးတာမားတာကိုပါမစိတ်ပူဆရာမလို့ဘူးဟုတ်ပြီเนาะဒါပဲလားမဟုတ်ဘူးကျွန်တော်တို့နားမလဲတာမရှင်းတာဆရာမကိုမေးလို့ရတယ်ဒါအပြင်ဒီသင်ခန်းစာနဲ့ပတ်သက်တာမဟုတ်ပဲနဲ့အပြင်စာတွေကိုမရှင်းတာလေးတွေရှိတယ်ဆိုရင်လည်းဆရာမကိုအကူအညီတောင်းလို့ရတယ်မေးလို့ရတယ်ဟုတ်ပြီเนาะကျွန်တော်တို့ဖက်ကအကုန်လုံးလေကူအောင်စီစဉ်ပေးထားပါတယ်ပေါ့နော် တဘဲလာမဟုတ်သေးဘူးเนาะကျွန်တော်တို့ဒီနှစ်ပတ်တခါ zoom ရှိပါမယ်ပေါ့เนาะကျွန်တော်ကိုယ်တိုင် zoom လုပ်ပေးมาဖြစ်ပါတယ်တဘောကဒီနှစ်ပတ်စာတင်ထားတဲ့စာတွေကိုကျွန်တော်ကတေးချလေးပြန်နှွေးပေးမယ်ပြီးပြီဆိုရင်ចောင်းသားတွေទីချင်တဲ့အရာလေးတွေเนาะចောင်းသားတွေအခက်ကြုံနေရတဲ့အရာလေးတွေကိုကျွန်တော်တို့ဖက်ကနေကူညီပြီးတော့ဖြေရှင်းပေးมาဖြစ်ပါတယ်အဲ့တော့ဒီ zoom မှာကိုယ်နဲ့အတူတူစူးစမ်းနေတဲ့ចောင်းသားတွေကိုအများကြီးတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်အားလျှော့တော့မှာမဟုတ်ဘူးပေါ့เนาะအဲ့တော့ဒီ3လဆိုတာကခဏပဲကျွန်တော်တို့နှစ်ပတ်တခါ zoom လုပ်ပေးမယ်เนาะဒါ ဆိုရင်သိချင်တဲ့အကြောင်းအရာလေးတွေလည်းမေးလို့ရတယ်ကိုအခက်ကြုံနေရတဲ့အရာလေးတွေလည်းကျွန်တော်တို့မေးလို့ရတယ်ဒီ community တစ်ခုလိုမျိုးဖြစ်သွားတာဒါအပြင်ကြံသားတွေအချင်းချင်းစကားပြောလို့ရအောင်ဆိုပြီးတော့ဒီ messenger group လည်းလုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါပဲလားမကတည်ဘူးကျွန်တော်တို့ဒီ zoom မှာပေါ့နော် ဒီ3လအတွင်းတကြိမ်မဟုတ်ရင်တစ်ကြိမ်ကျွန်တော်တို့ဒီចောင်းသားဟောင်းပေါ့เนาะဒီ3လအတွင်းထိုက်စာကိုកောင်းកောင်းလေးဖတ်တတ်သွားတဲ့ចောင်းသားတွေတဲ့ကတရားမဟုတ်ရင်တရားကိုကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့သူတို့တွေဘယ်လိုလေးတွေလေးလာခဲ့ရလဲသူတို့ရဲ့အတွေ့အကြုံကဘယ်လိုလဲဒီ3လအတွင်းဘယ်လိုနီးလန်းတွေအတုံးချပြီးတော့ထိုက်စာကိုအမြဲတမ်းလေးလာနိုင်အောင်လုပ်ခဲ့လဲဆိုတာကိုကျွန်တော်တို့ဒီ sharing လုပ်ခိုင်းပေးမှာဖြစ်ပါတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီ3လအတွင်းကိုကိုဆွဲခေါ်သွားမဲ့လူကရှိပြီးသားဟုတ်ပြီเนาะចောင်းသားရဲ့တာဝန်ကပါမအများကြီးမရှိဘူး သုံးချက်ပဲပထမတစ်ချက်နေတိုင်းတရက်တပုတ်ပေါ့နော်ဒီတနင်္လာနေ့ဒီစနေနေ့အထိတရက်ကိုတပုတ်သင်ခန်းစာလေးလေ့လာရမယ်ဒုတိယတစ်ချက်အိမ်စာပို့ရမယ်မရှင်းတာနားမလည်တာသိချင်တာလေးတွေရှိတယ်ဆိုရင်အမြဲတမ်းဆရာမကိုမေးမယ်အိမ်စာပို့မယ်ဟုတ်ပြီနော် တတိယတစ်ချက်ကဒီ zoom နံပါတ်တစ်ခါ zoom join မယ်ကျွန်တော်တို့ motivation ယူမယ်နော်ကျွန်တော်တို့ကရအောင်ဆွဲခေါ်သွားမှာကကျွန်တော်တို့ရဲ့တာဝန်ဟုတ်ပြီနော် zoom မှာ join မယ်သိချင်တာလေးတွေဝင်ပြီးတော့မေးမယ်ဟုတ်ပြီနော်ဒီလိုမျိုးသာလောက်သွားမယ်ဆိုရင်၃လပြီးတဲ့အချိန်မှာထိုက်စာမဖ ဖတ်သက်ဘူးဆိုတာမဖြစ်စေရဘူးပေါ့နော်ကောင်းကောင်းလေးထိုင်းစာစာပိုက်တွေကိုတေချာလေးဖတ်သက်သွားမယ်ဆိုတာကိုကျွန်တော်တို့အာမခံပါတယ် ဗီဒီယိုကိုပြီးအောင်ကြည့်ပေးပါเนาะကျွန်တော်တို့ဗီဒီယိုပြီးပြီဆိုရင် promotion ရှိမှာဖြစ်တဲ့အတွက်ကြောင့်ပါပေါ့เนาะဟုတ်ပြီပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့တချို့ကအရန်ခက်တယ်လို့ထင်ကြတယ်ပေါ့เนาะဒီထိုက်စာကအရန်ခက်တယ်အမှန်ကထိုက်စာကမခက်ဘူးเนาะတကယ်လေးလာမှဆိုရင်တလတလကြော်နေတောင်လေးလာလို့ရတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ကပါလို့3လအချိန်ဆွဲထားတာလဲဆိုတာကအရန်ကြီးဖြားမပေးချင်ဘူးเนาะကျွန်တော်တို့အရန်ကြီးအားစားပြီးတော့လှုပ်ရလှုပ်မှရတဲ့အရာလို့မတွေးစေချင်ဘူးပေါ့เนาะဆိုတော့ကိုနိုင်တဲ့လောက်လေးပဲကျွန်တော်တို့တရက်စာတရက်တင်ခန်းစာ ပေါ့နော်ကိုနိုင်တလောက်လေးပဲចောင်းသားတွေလုံနိုင်တဲ့ပမာဏလောက်ပဲကျွန်တော်တို့ထည့်ပေးထားတာတင်ခန်းစာတရက်တရက်စာကိုလေအဲ့တော့ကိုကပေါ့ပေါ့ပါပါလေးနေ့တိုင်းစာလုံနိုင်မယ်နော်ဆုံးကြွိုင်းမယ်ပုံမှန်လေးပေါ့နော်လိုအပ်တလောက်လေးစူးစမ်းမယ်ဆိုရင်၃လပြီးတဲ့အချိန်မှာကောင်းကောင်းလေးထိုက်စာဖတ်သက်သွားပါလိမ့်မယ်ဟုတ်ပြီနော်ကျွန်တော်ခုနပြောတဲ့အတိုင်းပဲကိုကဒီ၃လလောက်ရင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့တက်တက်လုံးရှာစားလို့ရပြီဒီရတဲ့ skill နဲ့ဟုတ်ပြီနော်ကိုကဒီထိုက်စကားရပြီးသားဆိုရင်ပို့တော့ perfect ဖြစ်သွားတယ်ထိုက်စာစကားနှစ်ခုစလုံးရသွားပြီဆိုရင်အများကြီး လှုပ်ရှားလို့ရပြီเนาะအခွင့်အရေးတွေအများကြီးပို့ရလာပါလိမ့်မယ်ဒါမှမဟုတ်ထိုက်စကားမရသေးတဲ့လူတွေဆိုရင်လည်းကိစ္စမရှိဘူးကျွန်တော်တို့ဒီ3လပြီးပြီဆိုတာနဲ့အ ਨੇ ဆုံးကိုကစာပိုင်းရသွားပြီဟုတ်ပြီเนาะပြီးမှပဲစကားပြောတီတန်ဆက်တက်မှာလာเนาะပါဆက်လုံးမှာလည်းအရန်လွယ်သွားပြီစကားပြောဆက်လေးလာတဲ့အချိန်မှာလည်းအတန်ထွက်ကအရန်ပြီးသွားပါလိမ့်မယ်ဘာလို့လဲကိုကစာဖတ်တတ်သွားပြီလေဘာနဲ့ဘာနဲ့ပါဝင်အတန်ဘယ်လိုထွက်ရမှာလဲဆိုတာကိုကောင်းကောင်းလေးသိသွားပြီဟုတ်ပြီเนาะထိုက်စာကမခက်ဘူးကျွန်တော်တို့နေ့စနစ်တွေပဲသိဖို့လိုတယ်နေ့စနစ်တွေဒီဥပဒေလေးတွေမှတ်ရမယ့်ဟာလေးတွေအားလုံးကျွန်တော် ပေးထားမှာဖြစ်တဲ့အတွက်ចောင်းသားရဲ့တာဝန်ကတစ်ခုပဲလိုက်လုပ်ဖို့ပဲ ဟုတ်ပြီเนาะဒါဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်တို့အရေးကြီးတဲ့အပိုင်းပေါ့เนาะဒီ promotion အပိုင်းရောက်လာခဲ့ပါပြီเนาะအဲ့တော့ဒီ promotion အပိုင်းမပြောခင်ပေါ့เนาะကျွန်တော်တို့ဒီတင်နန်းသားကအကန့်အသတ်ရှိတယ်ပေါ့เนาะဒီအိမ်စာကိုဆရာမကနေတယောက်ချင်းစီအသေးစိတ်စစ်ပေးရမှာဖြစ်တဲ့အတွက်ဆရာမနိုင်တဲ့လောက်ပဲဆရာမကစစ်ပေးမှာဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ဒီလူဦးရေပြည့်ပြီဆိုတာနဲ့တခါတည်းတင်တန်းကပိတ်လိုက်မှာဖြစ်ပါတယ်ပေါ့เนาะဒီအတိတ်ကိုလက်ခံတော့မှာမဟုတ်ဘူးအဲ့တော့ကိုကအမြန်ဆုံးဒီစိတ်ဝင်စားတဲ့စာကိုလေ့လာခြင်းနဲ့ဆိုတော့အမြန်ဆုံးအပ်ပေးပါ ာပေါ့နော်ပြီးတော့ဒီတင်တန်းကကျွန်တော်တို့ဒီ10လပိုင်း20ရက်နေ့မှာစမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါပေမဲ့တေချာလင်းသားထောက်မယ်နော်တင်တန်းက10လပိုင်း20ရက်နေ့မှာစမယ်တင်တန်းကြေးကတော့ပတ်1500ဟုတ်ပြီနော် ဒါပေမဲ့ကျွန်တော်တို့ promotion ရှိတယ်အကယ်၍ကိုကတည်း15ရက်နေ့ည10:00နာရီမတိုင်ခင်အထိအတဲဆိုရင်တင်တန်းကျပတ်1900နဲ့ရပါမယ်။ဟုတ်ပြီနော်ကျွန်တော်တို့ဒီပတ်300တက်တာမှာဖြစ်ပါတယ်။ဒီညမှာကျွန်တော်တခုအာမခံလို့ရတာကဒီပတ်1900ဆိုတာကဘယ်တော့မှတွေ့ရမယ့်စီးနှုံးမဟုတ်တော့ဘူး။ဟုတ်ပြီနော်ကျွန်တော်တို့ကဒီ3လတိတိကိုစာတင်ပေးမှာ Zoom လည်းရှိတယ်နော်ဆရာမတွေလည်းတေချာလေး support လုပ်ပေးမယ်တင်တန်းမျိုးပါ3လပြီးတာနဲ့စူးစမ်းကျွန်တော်တို့အာမ မခံတဲ့တင်တန်းမျိုးဟုတ်ပြီနော်3လပြီးပြီဆိုတာနဲ့မတန်းရင်လည်းတရားရခိုင်တော့ငွေပြန်အမ်းပေးမဲ့တင်တန်းမျိုးတက်ပေးမဲ့ပြီးတဲ့အထိတော့စာလုပ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဒီ15ရက်နေ့ည10နာရီမတိုင်ခင်အထိအတဲ့ចောင်းသားတွေဆိုရင်ကျွန်တော်တို့ပတ်ထောင်နေရနဲ့ရပါမယ်ဒါတော့မှကဲလူပြည့်သွားပြီဆိုရင်တော့ဒီ15နာရီနောက်ပိုင်းလည်းအလုပ်မရတော့ဘူးပေါ့နော်ကဲလူပြည့်သွားခဲ့သည်ရှိတော့ဟုတ်ပြီနော်ဆိုတော့ဒီဟာဒီအားလုံးကကျွန်တော်တို့ပေးလို့ရတဲ့အရာလေးတွေပါအကြွေအခုကြည့်နေတဲ့ចောင်းသားတွေအနေနဲ့ကိုကဒီထိုင်းစာကိုရအောင်လုပ်တော့မယ် ယ်တင်နစ်မကုံခင်မှာအ ਨੇ ဆုံးတော့တခုခုရအောင်လုပ်ချင်တယ်ပေါ့နော်ကိုကစူးစမ်းမယ်ဆိုရင်တလပိုင်းလောက်ဆိုရင်ကျွန်တော်တို့စားတဲ့အားလုံးဖတ်သက်သွားပြီးအတိကကရအောင်လုပ်ဖို့ပဲလိုအပ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကိုကရအောင်လုပ်မယ်စူးစမ်းမယ် ready ဖြစ်ပြီဆိုရင်ကျွန်တော်တို့ရဲ့ patient messenger ကိုဆက်သွယ်လာပေးပါနော်တကယ်ရအောင်လုပ်မယ်ဆိုတဲ့ចောင်းသားတွေဖြစ်စေချင်တယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီတချို့အနေနဲ့ကကြတော့ဒီပတ်ထောင်နေရဆိုတာကနည်းနည်းပဲပေးလိုက်မယ်နည်းနည်းလေးစာခက်လာပြီဆိုရင်အားလျှော့မယ်ဆိုရင်တော့မတက်စေချင်ဘူးဟုတ်ပြီနော်ရအောင်လုပ်မယ်အ ਨੇ ဆုံးတော့တင်နစ်မှာပါမှတခုခု ကောင်းကောင်းလေးမရခဲ့ဘူးတင်းနဲ့ကုန်ရတော့ထိုင်းစာကောင်းကောင်းလေးဖတ်တတ်အောင်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချတဲ့ចောင်းသားတွေအားလုံးကိုကျွန်တော်တို့ဖက်ကန်းနေလဲဒီပြီးတဲ့ ठी ရအောင်ခေါ်သွားဖို့ ready ပါပဲပေါ့เนาะကျွန်တော်တို့တင်တန်းမှာဆက်ပြီးတော့ส่งပါမယ်เนาะဒီနေ့အတွက်ဒီလောက်ပါပဲผม James สวัสดีครับ